ပရိတ်တအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရှင်ပရိတ်တတွေကတော့တင်ဆက်ပေးမယ့်တရင်ကြောင်းတွေကတော့တရုတ်ဆောင်မင်းသားဟင်းဝင်နဲ့ဆိုပိတစင်တို့ရဲ့အကြောင်းလေးပဲဖြစ်ပါရယ်မင်္ဂလာပါပရိတ်တတွေဟင်းဝင်နဲ့ဆိုပိတစင်တို့ကပြီးခဲ့တဲ့ရက်ပိုင်းအထဲမှာမှမင်္ဂလာပွဲ6ပွဲကိုအခမ်းအနားဆုံးကျင်းပသွားခဲ့တာဖြစ်ပါရယ်လက်ချက်ပွဲက6ပွဲတောင်ကျင်းပသွားတာဖြစ်လို့ကုန်ကျစရိတ်လည်းအရန်ကိုများပြားတာဖြစ်ပါရယ်နမကြီးဟိုတယ်တွေမှာ2ပွဲပြီး2ပွဲကျင်းပခဲ့တာမို့တိန်တောင်းချီ ကုန်ကျခဲ့တာဖြစ်ပါတယ်။အဆိုပါဈေးတွေအားလုံးကိုဟင်းရဲမိဘတွေကသာထုတ်ပေးခဲ့တာဖြစ်ပါတယ်။လက်မထက်ခင်တို့ကတော့မင်္ဂလာပွဲပြီးတာနဲ့ဟန်နီမွန်းထွက်မှာမလို့အသိပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဟန်နီမွန်းကမထွက်ဖြစ်ပဲဖြစ်နေခဲ့တာဖြစ်ပါတယ်။မင်္ဂလာပွဲပြီးတာနဲ့နောက်တရက်မှာလုပ်ငန်းရှင်တွေရဲ့ပွဲတက်တွေတက်ကအလုံးလုံးနေတာဖြစ်ပါတယ်။အခုချင်းတီးတူရနှစ်ယောက်ဟာဟန်နီမွန်းမထွက်ရသေးပါဘူး။ဒါကြောင့်မလို့တချို့စရင်ဟီးဝင်တဲ့ဆူပစ်တစ်စင်တို့ကမင်္ဂလာပွဲကိုအကြီးကြီးကျင်းပပြီးမင်္ဂလာပွဲစည်းရိမ်မရှိတော့ဘူးလို့စားနောက်နေခဲ့ကြ ဖြစ်ပါရယ်အခုဆိုရင်တော့ဟေးဝင်းနဲ့ဆိုပီတဆင်တို့ကမင်္ဂလာပွဲစီအတွက်ဘာကောမှစိတ်မပူရတော့ပါဘူးမင်္ဂလာပွဲအတွက်လိုအပ်တဲ့ဈေးအလုံးကိုဥကြော့ကထောက်ပံ့ပေးမှာဖြစ်ကြောင်းသိရပါတယ်ဥကြောကတော့ lucky time one ဈေးရွှေရတနာဆိုင်ရဲ့ပိုင်ရှင်ဖြစ်ပါတယ်။ဥကြောကဟင်းဝင်တဲ့ဆိုပီတဆင်တို့ကိုအရင်ချစ်တဲ့သူဆိုရင်လည်းမမားပါဘူး။ချစ်သူတွေဖြစ်နေပြီလို့မကြင်ညာခင်ကတည်းကဥကြောကတူရနေရောက်ကိုသဘောတူခဲ့တာဖြစ်ပါတယ်။ ပွဲတွေဆိုပြီးဆိုရင်လည်းသူတို့နှစ်ယောက်ကိုအများဆုံးလက်ထက်စစ်ချင်းကြောင်းပြောဆိုနေခဲ့တာဖြစ်ပါတယ်။သူအနေနဲ့ဟင်းဝင်တဲ့ဆိုပြီးတစေတို့နှစ်ယောက်သားယူမယ်ဆိုရင်ဘာမှမစွလုတ်ပေးချင်ခဲ့တဲ့သူဖြစ်ပါတယ်။သူ့ပွဲတွေဆိုရင်လည်းခေါ်ပေးကသူတို့နှစ်ယောက်နီးစပ်ဖို့ကြိုးစားခဲ့တယ်ဖြစ်ပါတယ်။ဒါကြောင့်မလို့လေဟင်းဝင်တဲ့ဆိုပြီးတစေတို့အတွက် honeymoon စစ်ကိုထုတ်ပေးသွားတော့မှာဖြစ်ပါတယ်။ honeymoon key ဆိုတာကဆက်လွတ်လပ်ပေါ်ပါစွာတွားရမယ့် key ဖြစ်တာမို့ငွေထုတ်ပေးချင်တာဖြစ်ပါတယ်။ဘဲကိုပဲဖြစ်ဖြစ်ကုန်ကြတဲ့ငွေကိုဥကြော်ကပဲပေးမှာဖြစ်ပါတယ်။မင်္ဂလာပွဲအတွက် တ်ဘာမှလက်မဖွဲရသေးပဲဟန်နင်ဝန်စည်းကလက်ဖွဲအနေနဲ့ပေးတာဖြစ်ပါတယ်။ဒါပြင်ဥကြောကအစတုန်းကဆေးရွှေရတနာတစ်ခုခုပေးမလို့ပါပဲ။ဒါပေမဲ့လည်းတခြားဟာတွေထက်တိန်ပေါင်းများစော်ကိုလက်ဖွဲလိုက်တာဟာပိုကောင်းတဲ့ဆိုပြီးပေးဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဥကြောခုလိုဟန်နင်ဝန်စည်းကိုထုတ်ပေးမဲ့အပေါ်မှာဝေဖန်တဲ့သူကရှိလာခင်တာဖြစ်ပါတယ်။အဲ့ဒါကတော့စင်ရချွတ်တဲ့သူကိုမလူပဲအခုလိုငွေထုတ်ပေးတာကြောင့်ပြောဆိုချင်နေကြတာဖြစ်ပါတယ်။ဟင်းဝင်တဲ့ဆိုပြီးတစင်းလို့ဆိုတာက ပြစ်ပီးသားအိုးတွေဖြစ်ကငွေကြေးအများအပြားရှိခဲ့တဲ့သူဖြစ်ပါတယ်သူတို့နဲ့ကိုယ်တိုင်သွားနိုင်တဲ့အနေအထားရှိတာမလို့ငွေထုတ်ပေးစရာမလိုဘူးလို့ပြောဆိုနေကြတာဖြစ်ပါတယ်ဒါပေမဲ့ဥကျော်ကတော့သူတို့ကိုချစ်တဲ့စိတ်နဲ့လှုပ်ပေးချင်တာဖြစ်ပါတယ် ဒါပြင်အခုလိုလုပ်ပြီးတဲ့အတွက်သူ့ဆိုင်အတွက်လည်းကြောင်ကြောင်တစ်ခုလိုဖြစ်သွားခင်တာဖြစ်ပါတယ်။ဆိုင်အတွက်ပွဲတဲ့တို့ကိုလည်းဟင်းရရနဲ့ဆူပီတစင်တို့ကတက်ပေးရတော့မှာဖြစ်ပါတယ်။လုပ်ငန်းရှင် PP တစ်ချက်ခုနှစ်ချက်ပြတ်ဆိုလိုလုပ်ခဲ့တာဖြစ်ပါတယ်။သူ့အတွက်အကျိုးရှိစေမယ့်အရာမလို့အခုလိုလုပ်ခဲ့တာဖြစ်တယ်လို့ထောက်ပြနေကြတာဖြစ်ပါတယ်။ ဟင်းဝင်တဲ့စူပီတဆင်တို့ကနိုင်ငံခြားကိုဟန်နီမွန်းထွက်ကြမှာဖြစ်ပါတယ်။ဒါပြင်သူတို့နှစ်ယောက်ထဲမဟုတ်ပဲစူပီတဆင်ရဲ့မိခင်ဆိုမြတ်တူစာစန်တီမြင့်နယ်တို့ပါလိုက်တွားကြမှာဖြစ်ပါတယ်။စူပီတဆင်ကအရင်ကတည်းကဘဲတွားတွားမိခင်ပါတာမလို့အမြဲလိုက်နေအောင်မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ Predator ကြီးဟင်းဝင်တဲ့စူပီတဆင်တို့ကိုဝိထုတ်ပေးခဲ့တဲ့ဥကြအပေါ်မှာ Predator ကိုဘလို့များမြင်ခဲ့ကြပါသလဲရှင်။